မေခွန်းမှာယုံဏလက္ခဏာဆိုဒီမှာဓာကြီးလေးပါ ဖြစ်တဲ့ပထဝီအာဘောတေဇောဝါယောပေါင်းစပ်ပြီးဖြစ်ပေါ်လာတာကိုသတိထားမိပါလိမ့်ရှင်။လောဘဒေါသမောဟငိမ့်နာကနိရောဓသစ္စာယုံဏကဒုက္ခသစ္စာ သီလသမာဓိပညာကမဂ္ဂသစ္စာဆိုတဲ့အကြောင်းလေးထပ်ပြီးသိကြပါရစေဟာရှင်။အော်ဇာတော့ ဒီယုံနယ်နေလဲသင်ပေးတယ်လောဘသမုဒ္ဒါလုံရင်ဆိုတဲ့အဲဒီသမုဒိယသစ္စာပေါ့နော်ယုံနယ်ကဒုက္ခသစ္စာဒီလောဘဒေါသလောဘပေါ့နော်အဓိကလောဘသမုဒ္ဒါလုံရင်ဆိုရင်ဒီကိလေသာကိုလည်းသင်ပေးခဲ့တယ်လောဘဒေါသမောဟတွေအကြောင်းပေါ့နော်အဲ့တော့ဒီသီလသမารိပညာနဲ့ပတ်သက်ပြီးတော့လည်းသင်ပေးခဲ့တယ်ပေါ့သီလသမารိပညာပေါ့နော်အဲ့တော့ အဓိကဒီနေရောဓာတော်တော်ခက်တယ်နေရောဓာဆိုရင်လောဘဒေါသမောဟငြိမ့်တာအဲလောဘဒေါသမောဟငြိမ့်တာပဲအဓိကတော့ဟိုနိဗ္ဗာန်ဆိုရင်ကတော့လောကသဘောအနေနဲ့ကိလေသာပြီးငြိမ့်တာပေါ့မြတ်စွာဘုရားတတ်တော်35နှစ်မှာရတဲ့နိဗ္ဗာန်ပေါ့အဲမဲ့ဝိပဿနာနဲ့ကလည်းတရင်ကငြိမ့်ရင်တရင်ကနိဗ္ဗာန်ပါပဲဟုတ်လားခက်ကြကြပေါ့နော်တမာတိနဲ့လောဘဒေါသမောဟငြိမ့်တဲ့ဟာလေးကို ထကြကြပဲခွာနိုင်တယ်တမာရီနဲ့ပဲခွာနိုင်တယ်ခတ်ကြကြငိမ့်တဲ့နိဗ္ဗာန်ပေါ့နော်တရင်ကဗဟန်နဲ့ပဲတယ်ဝိခာဗနာဗဟန်နဲ့ပဲတယ်သမုတ်စီတာဗဟန်နဲ့ပဲတယ်အပြီးပဲတယ်ပေါ့အဲ့တော့စာပေလူကြီးရှိတော့ကျွန်တော်တမ်းမန်လူတွေနဲ့တော့ပဲတယ်အဲ့ဒီပဲလိုက်မယ်ဒါမှလည်းဩတရင်ကဗဟန်နဲ့ပဲတယ်တရင်ကနိဗ္ဗာန်ပဲကြံကြလောဘဒေါသမောဟတွေကိုပဲခွာနိုင်တယ်ဆိုတာတမာရီနဲ့ sustainable ဖြစ်သွားဒီ level တစ်ခုကိုထိမ့်သိမ့်ထိမ့်နိုင်သွားတာဒါဆိုလည်းနိဗ္ဗာန် ခက်ကြကြလေးနိဗ္ဗာန်နဲ့ကိုကိလေသာငြိမ်းတာနဲ့နေလို့ရတာပေါ့အဲ့တော့အပိမညံနဲ့အပိငြိမ်းတော့ငြိမ်းတာပေါ့လေအဲ့တော့လောဘဒေါသမောဟငြိမ်းတာဘယ်ဘက်မှဖြစ်တာစိတ်ဘက်မှဖြစ်တာလောဘဒေါသမောဟဖြစ်တယ်လည်းဘယ်ဘက်မှစိတ်ဘက်မှဖြစ်တာအဲ့တော့ကျွန်တော်တို့ကဒီစိတ်ဘက်ကိုပြန်ကြည့်တဲ့အနေထားအားနည်းနေတာအဓိကက training ကစိတ်ဘက်ကိုမကြည့်တဲ့ပြောကြည့်တာအဲ့တော့ဒီ စိတ်ဘက်ကိုကြည့်တာလေနည်းနည်းပြောပြအောင်ဒါလေးကဥမာလောဘဖြစ်လောဘဖြစ်မှန်းသိလို့စာပေကပြောတယ်လောဘဖြစ်လောဘဖြစ်မှန်းသိဆိုတာအရင်ကလောဘကိုငါဖြစ်တယ်လို့ကျွန်တော်သိကိုကစိတ်ကတချိန်မှာနှစ်စိတ်ပြိုင်မဲ့ဖြစ်ဘူးသူအဲ့ရလေးတွေလိုတယ်ကျွန်တော်အဲ့ရလေးမသိဘဲနဲ့ရမ်းတည်ရင်သူချင်းနေစိတ်ထဲမှာမပေါ်ဘူးစိတ်ရတချိန်မှာနှစ်စိတ်ပြိုင်မဲ့ဖြစ်ဘူးဆိုတာတမာရီလေးရှိမှတမာရီဆို အနေကြမှာကျွန်တော်ကစိတ်လျက်လည်းနဲ့ညင်မှဒါလေးလိုစမြင်လာတာအဲ့တော့အဲ့လိုစိတ်ညင်အောင်ကတမာရီအထိုက်လျောက်လို့တယ်ပထမဆုံးအစင်ကတမာရီအထိုက်လျောက်ကကျွန်တော်ကဝရိယနဲ့ကျင့်ကိုကျင့်ရတမာရီအထိုက်လျောက်ရှိမှစိတ်ကအာယုံနောက်တည်မလိုက်နဲ့ကြည်ပြီးတော့ဒီလောဘဖြစ်ရင်လောဘဖြစ်တဲ့စိတ်ကရှေးစိတ်လောဘဖြစ်ပြီးမှပဲကျွန်တော်တိလို့ရတယ်လောဘနဲ့တိစိတ်ကတပြိုင်တည်းမဖြစ်ဘူးကျွန်တော်ကမနှောဘက်မှာလောဘကအကုသို့ နောက်ဘက်ကိုသတိပြုမိတာကုသိုလ်ကုသိုလ်အကုသိုလ်နှစ်စိတ်ပြန်ဖြစ်လို့မရဘူးစိတ်ပြန်ပါကျွန်တော်အာယုံနဲ့စိတ်ကိုမလုတ်တက်တဲ့ခါကျပြန်ဖြစ်တယ်လို့သွားသွားထင်တယ်ကျွန်တော်ပြောချင်တာကျွန်တော်ကပြန်ဖြစ်တယ်လို့မြင်မြဲသွားသွားထင်တယ်ဟုတ်အဲ့အာယုံเนี่ยပြီးမှအာယုံရှိပြီးတိလိုက်ပြီဆိုတော့အဲ့ကောင်အာယုံဖြစ်သွားအာယုံကဘယ်လိုလဲပြီးသွားပြီအတိတ်အဲ့ကတိလိုက်တာပစ္စုပန်ဒါပေမဲ့အတိတ်နဲ့ပစ္စုပန်ကြီးအဲ့လိုဒီအာယုံကအတိတ်လည်းဖြစ်တိုင်းနဲ့အနာဂတ်ကိုတွေးရင်လည်း အနာဂတ်ကအာယုံပဲပြောကျင်တာဟဲ့ကျင်လားအဲ့တော့ဒီနေရာမှာကျွန်တော်စိတ်ဖြစ်စဉ်ကိုသိချာသင်မပေးရင်ရှေးစိတ်နောက်စိတ်လေးတွေကိုအဲ့တော့ရှေးစိတ်နောက်စိတ်ကိုကျွန်တော်အသေးစိတ်သင်ဖို့ကနေနေတော်တော်လို့ကြားတာရှေးစိတ်ခွေးလို့သိတာနောက်စိတ်ကိုမနေ့သင်နေရတယ်ရေကိုကြည့်ကြည်တာမြင်တာရှေးစိတ်ရေလို့သိတာနောက်စိတ်ဖြူတာမြင်တာရှေးစိတ်နွားလို့လို့သိတာနောက်စိတ်ကိုတော့ training လုပ်ရမှာကျွန်တော်အဲ့ဒီ training မပြီးတော့ကြားတာလေးကပြီးသွားတယ်သူကပြင်ရောက်ဘာမှမသိတော့ကျွန်တော်ပြောချင်တာက ကျွန်တော်အဲ့ဒါကျွန်တော်သိလာပြီဒါ training ရမှာဒီနေရာတွေကိုဒီလိုစိတ်ကကျွန်တော်ပထအားလုံးကပထဝီတွေဆိုတာကျွန်တော် training ပေးမှရတာကျွန်တော်ဥပအားလုံးမြင်ပထဝီလို့မှမပေါ်ပါနဲ့ပထဝီမရှိဘဲနဲ့ဘာမှမဖြစ်ဘူးစိတ်ထဲမှာအဲ့လိုကိုကျွန်တော်ကမရောက်ဘူးဖြစ်သွားတာဓာတ်ကြီးလေးပါဆိုဓာတ်ကြီးလေးပါပြီးသွားတာဘာမှမဖြစ်တော့ပြောချင်တာကိုယ်ထဲမှာဒီတပထဝီမရှိရင်ဘာမှမရှိနိုင်တလောကလုံးအဲအဲ့တော့ပထဝီကအရေးကြီးတယ်ပြောချင်တာဟာ အဲ့လိုစိတ်ထဲမှာဟိုမပေါ်ဘူးပြောချင်တယ်ကအဲနော်ကျွန်တော်တို့ကအဲ့တော့ဘာလေးပြောချင်တာလဲဆိုတော့စိတ်ဘက်ကိုပြန်မကြည့်တဲ့အတွက်လောဘဒေါသမောဟကိုတကယ်မသိရင်လောဘဒေါသမောဟငြိမ်းတာလဲမသိဘူးပြောချင်တာကျွန်တော်တို့ကဒါလို့မြတ်စွာဘုရားဘောရီမင်းနဲ့ရှင်မလားတဏှာလက်သမားကိုတွေးပြီးဆိုဥဒန်းကျရတာကိလေသာတွေးလို့ယုံနယ်တွေးလို့ဥဒန်းကျခဲ့တာမဟုတ်ဘူး ကိလေသာကိုတွေးမှကိလေယောဂါကိုတွေးမှယောဂါကိုပြောက်အောင်မလုပ်ခုမလဲခုကကျွန်တော်ကယောဂါမလုပ်နဲ့ယုံနံကစေးတောက်နေတာယောဂီနာယုံနံကအဲ့လိုဖြစ်နေကျွန်တော်ကခုကအမေနကလည်းစေးကန်လိုက်ဘလို့ဆေးအားစေးထိုးကျင်လို့ပို့ပေါင်းခင်ဗျာဘာဖြစ်တာပြောသားမအောင်သူအဲ့လိုဖြစ်ဖြစ်နေကျွန်တော်ကလည်းလိုင်းဟာယုံနံနဲ့ဖြစ်ဖြစ်ယူတော့ယောဂါပြောက်တော့မှတော့မှငိမ့်လို့ငိမ့်မယ်လည်းမသိဘူးမငိမ့်လို့ငိမ့်မယ်လည်းမသိဘူး ဲ့တော့မှလောဘဒေါသမောဟလူတိုင်းသိဒါပေမဲ့ဘလို့မသိရလို့အဲ့ဒီလင့်ကိုမသိဘူးဒီပညာရက်တရက်လို့မသိဘူးဒေါသဘာကြောင့်လောဘဒေါသမောဟတွေမှာအကျမ်းပြင်လောကနဲ့ချင်းဒေါသအဆိုးဆုံးပဲပြောချင်တာဒေါသဖြစ်စည်းတာကိုသူများအသက်တွေတက်တယ်အဘာတွေကုန်တွေရိုက်တယ်နဲ့တင်အားလုံးကဒေါသအဆိုးဆုံးပဲလောကကြည့်လောကဘက်ကကြည့်မြင်တာကဒေါသအဆိုးဆုံးပဲအဲ့ဒါမဲ့အဲ့ဒေါသဘာကြောင့်ဖြစ်တယ်လို့အလိုနဲ့မကြလို့ဖြစ်ကြတာအဲ့အလိုကလောဘနှမလောဘပုံမှန်မူတည်ပြီးဘာတွေဖြစ်ကြတာ ဒေါသတွေဖြစ်တယ်လောဘမရှိရင်ဒေါသမရှိဘူးအဲ့တော့ကျွန်တော်တို့ကအဓိကကလောဘကပြဿနာမြင်သားတယ်လောကကြီးကလောဘနဲ့ဒေါသပဲဖြစ်နေအများကြီးခြေကဖျားပွင့်မှာဒီလောဘကသမှုတရားသမှုရိယတစ္ဆာဆိုပြီးဒီကောင်ကိုသွားတာအဲ့တော့မဘာအကြောင်းဖြစ်တယ်မှန်မသိတဲ့မောဟကြောင့်မောဟကိုဘာနဲ့မှသတိပဋ္ဌာန်ဥဆောင်တဲ့သီလသမားတွေပညာနဲ့ပဲဒီလိုသွားတာစာပေကဒါတစ္ဆာလေးပါကိုသွားနေအဲ့တော့ ဒီသတိတွေတမာတိတွေပညာတွေဖြစ်ဖို့ကဘာလို့သွားမှာလဲသတိကအမှန်တရားတစ်ခုကို အောင်းမေးရအဲ့ဒါယုံနိုင်အောင်အောင်းမေးပြောချင်တာအဲ့တော့မှသူရဲ့သွားတဲ့ဟာကယုံနိုင်ကိုမအောင်မေးနိုင်မေးမောဟရှိတယ်မောဟရှိလိုက်တာနဲ့အချိန်မီလောဘဖြစ်နိုင်တယ်ဒေါသဖြစ်နိုင်တယ်အဓိကကကျွန်တော်တို့ကအမှန်သိလိုက်လို့ရှိရင်မောဟငြိမ့်တယ်မောဟငြိမ့်လောဘလည်းငြိမ့်တယ်ဒေါသလည်းငြိမ့်တယ်အဲ့ဒီဟာကိုမရသေးတယ်အဲ့ဒါကိုစိတ်ထဲမှာမပေါ်လွင်သေးတာကိုမခံစားရသေးတာပြောချင်တာ ဟောငါအမှန်သိလိုက်တဲ့နဲ့လောဘဒေါသမောဟငြိမ့်နေအမှန်မသိတဲ့မောဟရှင်နေငါအချိန်မီလောဘလည်းဖြစ်တယ်ဒေါသလည်းဖြစ်တယ်အဲ့တော့မှမောဟအဖြစ်ကိုတားမြင်လာပြဿနာအခုကကျွန်တော်မောဟကိုစီမံတောင်မသိဘူးအဖြစ်မြင်မြင်လိုက်တဲ့နဲ့နွားလို့မြင်လိုက်တဲ့နဲ့ရေအဲ့မောဟမှန်မသိဘူးမောဟမသိတဲ့အတွက်ဒီမောဟရှိနေတွေ့လောဘဒေါသဖြစ်တယ်ဆိုတာဒီတိုင်းကနားမလဲဒီတိုင်းစိတ်ထဲမပေါ့ဘူးမခံစားရဘူးအဲ့တော့မောဟကဘာနဲ့တူလဲဆိုတာ ဆိုတော့မောဟဘာနဲ့တည်းလဲဆိုတော့မွေဝေးခပိုက်ပိုက်တော့ကြားဘူးလားမွေအိတ်လေးတဲ့ကိုမွေလေးထည့်တာရဲ့ကိုမသိဘူးအဲ့အိတ်တဲ့မွေပါမှမသိဘူးအကိုရဲ့အတိတ်ကတကယ်ကြီးတော့ဟဲ့အောင်ဒီအိတ်လေးခဏလွယ်ပြီးတဲ့တန်ကသွားတယ်တော့အိတ်လေးကောက်လွယ်ကိုယ်တည်းနဲ့လွယ်မှာမင်းအဲ့ထမမဝေးပါတယ်မင်းလှုပ်လို့မရမလို့ပေါက်ပါလားအဲ့ထမမင်းတော့မမြင်ရသေးဘူးဒါပေမဲ့မဝေးရလှုပ်ရင်ပေါက်မှာလှုပ်ရဲသေးလား ကျွန်တော်ကမောဟလည်းတူပဲအဲ့ကိုကဒီမောဟကအချိန်မြစ်ကိုပေါက်နိုင်တယ်အာယုံတခုနဲ့တွေ့တဲ့လောဘအနေနဲ့ထားပေါင်းမယ်ဒေါသအနေနဲ့ဖလားပေါ့ဒါပြောချင်တာကို့မှာအနေကြီးကတ်နေမလုံရဲသလိုပဲအဲ့တိုင်မဲ့ဟိုမှာလက်ပြပုံစံလုံးကိုစနစ်တန်ဆွဲပြီးလက်ကကင်ထားကင်နေမင်းလွတ်လိုက်တယ်နဲပေါက်မောဟဆိုအဲ့အစိမ့်ရမှာတယ်နော်မောဟရှိနေတဲ့အတွက်ကျွတ်အချိန်မြစ်ပေါက်ကွဲနိုင်သွားပြီလောဘအနေနဲ့ပေါက်ကွဲမှာ explosion ဒေါသအနေနဲ့ပေါက်ကွဲမှာလား ဲ့လိုမောင်းအားရှိနေကျွန်တော်တို့က ready ဖြစ်နေဥမာရမ်းနေလောင်းသားတွေ ready ဖြစ်နေမီးတန်းတွေတန်းပေါက်တော့မှာအဲ့မောဟမောဟကြီးကိုအဲ့လောက်ကျွန်တော်တို့အရေးကြီးရလို့မထင်ခဲ့ဘူးပြောချင်တာအဲ့တော့မှဒီမောဟရှိနေတဲ့လောဘကဖြစ်မှာကိုယ့်ကိုလောဘဖြစ်တယ်မဖြစ်တော့ဘာနဲ့တိုင်တယ်တော့မောဟရှိရင်လောဘရှိအဲ့တော့မောဟမရှိမှကျွန်တော်ကလောဘမရှိဘူးလို့ပြောလို့ရတာအဲ့တော့မှကိုကမောဟရှိလမ်းဖြစ်တာမောဟမရှိတာ reality ကိုသိမှာ reality ကိုသိရင်ဘာဖြစ်လဲမောဟမရှိဘူးမောဟမရှိရင်လောဘလည်းကြီးတေးချရတယ်ဒါကိုကိုကိုဟာလောဘလည်းကြီးဒေါသလည်းကြီးဒါပေမဲ့မောဟရှိမရှိကတော့ဘာနဲ့တိုင်းရမှာပြောချင်တာအတိုင်းတရားမရှိဘူးအဲ့ဒါတော့ reality ကိုသိမှပြောချင်တာ reality ကိုသိမှအဲ့ဒီမှာမောဟမရှိမောဟမရှိရင်တေးချရတယ်လောဘဒေါသနဲ့ပြောချင်တာကျင်းနာတော့အဲ့ဒီနာကိုမရောက်တယ်မခံစားရတယ်နိယောရရဲ့သဘောကိုနားမလဲတာယတနာကအဲ့ဒီနိယောရရဲ့သဘောကဘာလို့နားမလဲကိလေသာရဲ့သဘောလည်းသူနားမလဲဘူး တတိရှိလိုက်တဲ့နဲ့ဒီကိလေသာငြိမ်းမှလဲဒါ principle ပြောတာလက်တွေ့ကြရရှင်းစိတ်တော့စိတ်နဲ့အားထုတ်တဲ့အခါကျဘောရတဲ့နေရာကျမနေ့တင်ရတယ်ကျွန်တော်တို့ဒီဟာတွေနဲ့ပြောချင်တယ်ဟဟဟလာအဲ့တော့ဟိုပြောရင်ဘိန်းမယ်စီတာကွာဘိန်းနေတုံပဲတက်နေလိုက်တာအာတကယ်အစည်းကြီးပါလားပြောချင်တယ်ဟာဘိန်းစီတာတွေနဲ့ခက်ပါပြောချင်တယ်အဲကျွန်တော်ကစီးတဲ့အတွင်းလည်းဒါလေးကဘာမှမဟုတ်တော့ကိုသွားချင်တာအဲ့မဲ့စီးတတ်ဖို့ကလည်း စီးနီးတယ်မပြောင်းနဲ့အဲ့ဘိန်းကြီးဘယ်တော့မှမစီးတတ်ဘူးထောင်ဖို့တောင်မလဲစီးဖို့မပြောင်းနဲ့အဲ့အဲ့ဒီတိုင်းပါပဲမြတ်စွာဘုရားကျေးဇူးတွေကြီးတယ်ပြောချင်တာဘိန်းစီးတင်ပေးတယ်တဲ့ရင်လည်းစီးတတ်သွားတယ်မတဲ့ရင်လည်းစီးနီးကိုမပြနဲ့အဲ့အရာကိုဘယ်တော့မှမစီးတတ်ဘူးကျွန်တော်ကဒါကလောကအဲ့တော့မြတ်စွာဘုရားသာမပွင့်နဲ့ဘာမှမသိဘူးကုသိုလ်လည်းမသိဘူးအကုသိုလ်လည်းမသိဘူးအခြေခံတော့မသိဘူးပြောချင်တာဒီယုံနဲ့မပြောနဲ့ပြောချင်တာတီလာလည်းမသိဘူးတမာတီလည်းမသိဘူးပညာလည်းမသိဘူးဘာမှမသိဘူးကျွန်တော်က ဒါကြောင့်မလို့အဲဒီအခုဒါလေးကနိရောဓသဘောလေးကိုဒီယုတ်ကိုတိလိုက်တာနဲ့နိရောဓကိုကျွန်တော်ပကုတ်ကူဆရာတို့အီအာယုတ်ဆိုတော့နိရောဓဆိုင်တယ်ကျွန်တော်ကတိပဲစိုက်ပွားဒီကောင်းလေးကိုကျွမ်းကျင်လာတာပေါ့နော်အဲ့ဒါလည်းဘယ်ဘက်မှာဖြစ်လဲစိတ်ဘက်မှာဖြစ်နေတယ်အဲ့တော့ကျွန်တော်ကလည်းမကြည့်တတ်တာစိတ်ဘက်ပဲမကြည့်တတ်တာနော်ဟုတ်ပါသစ္စာတမန်ဆရာကြီးရှင်ဒုတိယမိကုံးမှာဆရာကြီးရှင် ပထဝီကို training ပြုလုပ်ဆင်ကျင်နိုင်ပုံလေးကိုထပ်မံရှင်းပြပေးစေလိုပါတယ်ဆရာရှင်။ထပ်မံရှင်းပြတော့မရဘူး။လက်ဖေးဆိုင်တော့အဲပထဝီလေးပဲ။ဒါပေမဲ့အဲလက်ဖေးဆိုင်တော့ပထဝီလို့ကိုမသိဘူး။ဒါနဲ့ပြောပြအောင်။ဘာမှသင်္ကန်းဘူးသွားတော့။အဲဝတရားပဲလို့ပရိတ်လူးပြီးတာပရိတ်ပြီးတော့မုံကျွေးတာပေါ့ပကံတည်းမုံနေလားမသိပါဘူးသူစားကြတာ။စားကြတော့ဆရာနဲ့လာသူကနာမည်နဲ့သူကစိတ်ထူးခုဆရာဝန်ပါကြီးအဲစင်္ကန်းဘူးမှာ။ အဲ့တော့အဲ့ဒီတတိအကြောင်းပြောတာပေါ့တတိဆိုတာဘာညာဆိုတော့အဲအတွေးတွေနဲ့ရှောက်ပြောတာပေါ့ဒါစာရီဖတ်တော့သိတာပေါ့ကျွန်တော်မလုပ်ကြတတိဆိုတာလို့ပြစ္ဆုတ်ပံတဲတဲကိုကြည်နိုင်မှာတတိဖြစ်တာလို့ကဲအခုကိုကိုကိုကဘာတတိထားမိလဲဆိုပြောတာစဉ်းစားပြီးအကုန်ပြောလို့ရတယ်စာရီဖတ်တရားတွေနာအခုပြစ္ဆုတ်ပံအခုကိုကိုဘာတတိထားမိလဲဆိုပြောရမှာနည်းနည်းခက်သွားတယ် အဲ့လက်ထက်မှာပကံကင်ထားတာဗုံဒီဗုံဒီလေပကံလေးတာကိုသတိမရတကယ်ထားပါတော့အဲ့ဒါပြောတဲ့ဒီပကံကြီးကင်ထားပါတာလေးနေသူလေးတယ်လို့ကိုအဲ့ဒီလေးတယ်အဲ့ပထဝီပဲရုပ်တည်နေနေလာပြောမယ်အကြ ాయి အကြ ాయి ရှောက်ပြောမယ်ရွက်ကြတဲ့ တရားကဒါကိုပြောပြတာဆရာနဲ့တွေ့တယ်အဘွဲကပြက်တာပဲအဲ့ဒါလာပြီးတော့ပြောပြီဆိုတော့သူကတွေးပြီးစာရိဖက်ဟာသူတို့မှတရားအထုတ်ခဲ့မှာပဲတွေ့တာကြုံတယ်လို့ပြောခြင်းပြောပါပဲဒါပေမဲ့ဒီပြစ္ဆုတ်ပံကိုသူတို့မသိဘူးပြောခြင်းလားဒီပြစ္ဆုတ်ပံကိုပြောနိုင်ဒါဒါဒီလိုတွေးခဲ့တာဥပမာလေးပြောပြတာပထဝီဆိုတာဆရာပြောပြတာကဟနောဒါမြင်းတော်ကိုကူက၄မန်းတော့မသိဘူးပကံကင်ထက်တော့နည်းနည်း၄တယ်လေအချိန်ကအခုကနောက်ဆရာက ဆရာကြီးတယောက်ဆုံးသွားပါပြီဆရာတို့ဇာတိတင်ပေးတဲ့ဆရာကြီးပါအဲအများကြီးတာပါတယ်တာတယ်ဆိုတာလောကီရောဆရာတို့တရားတွေအထွန်းသူတရားထုတ်တဲ့နေရာဆာအိုဒီလက်စီဘယ်ဆရာတော်ယူဘယ်ဆရာတော်စနစ်တရားတအားကြာကျန်တော့ဆရာတော်ဝယ်ဖိစာတော့ဖိတာဟာတငယ်ချင်းတွေပိတ်တော့မင်းဘာလုပ်လဲဘာလုပ်လဲတော့မင်းရဘောဆက်လှုပ်ရှည်ဆရာတော်ကျွန်တော်ကဘယ်ဌာနရောက်နေဘယ်ပုံစံဘာတွေလုပ်ရမလဲကျွန်တော်လည်းပြကျွန်တော် ။ဘာကျွန်တော်လည်းဘာမှလည်းလုပ်တယ်လေ။ကျွန်တော်ပြတယ်ကျွန်တော်တရားလုပ်တယ်လို့ပြောလိုက်တယ်။ကိုလုပ်တဲ့တရားပဲတရားလုပ်တယ်လို့ရဲရဲပြောရဲတယ်ကျွန်တော်တရားလုပ်တယ်ကွာ။ဟာဆရာအိမ်မှာဟုတ်ပြီလေမင်းတရားလုပ်ဖြစ်ပြတွေ့ဦးလားလာတာ။သူအဓိကဖြစ်ပြကုန်ပဲကြတယ်ခင်ဗျာ။ရဲရဲလို့ဖြစ်ပြကတော့ဟိုပါပြုပါသေးတယ်လို့နည်းနည်းလမ်းဝေးပါတယ်။အဲ့တော့အဲ့ကျွန်တော်အခြေခံပေါ့နော်လို့အဓိကအခြေခံ။အဲ့တော့ဆရာကျွန်တော်ရုပ်ဆွဲသဘောလေးကိုဆရာနည်းနည်းကျွန်တော်ရှင်းပြပါလား။ဆရာဆိုဆရာတင်ရတယ်လေရှင်းပြခိုင်းတယ်ဘယ်ဆရာလုံးလို့ဘယ်ရအောင်ရှင်းနေဆရာကြီးတွေ ဲ့ကျွန်တော်ကအဲ့တော့ရုပ်ကြောင်းလေးဆရာရဲ့ကျွန်တော်ရှင်းပြပါလားဆရာစာလို့တော့မဟုတ်ဘူးနော်လက်စပါလားစာလို့ကျွန်တော်လည်းဖတ်သေးတယ်လက်တွေ့ကြရဆရာပြောရမှာလို့ဟမ်လက်တွေ့ကြရဆရာကျွန်တော်ရှင်းပြပါဟာဘာပြောရမှာလဲမသိဘူးကြောင်းပါဒီတကြီးလေးဘာပြောလဲဒီကြီးအကုန်သိတာပါဒီစာတွေဖတ်တာဘယ်လိုလဲတော့နော်ဆရာလက်လေးပြပါလားလက်ကျွန်တော်လက်ကတော့ထိလိုက်လက်ကိုထိလိုက်ဆရာလက်ဆရာအဲ့ထိမှာဘာတော့ဘာတာတွေ့ ဲ့မာရမဆရာယုတ်တကယ်လို့ကြတယ်လွတ်လိုက်အဲ့မာရရှိသေးလားရှိတော့ဆိုတော့ဒီပစ္စုပန်တဲတဲ့ခါဒီခုကိုကျွန်တော်ဟဲ့မအဲ့မှာပစ္စုပန်တဲလို့တော့သိတာမဟုတ်ကျွန်တော်အဲ့လိုပဲသိတာထိမှမာတာအာကျွန်တော်ကကျွန်တော်အခုမြင်လဲမာတာဟုတ်ကျွန်တော်အဲ့ပညာတွေနဲ့သွားတာကျွန်တော်ထိမှမာတဲ့အခိုက်ကိုပစ္စုပန်ကိုကျွန်တော်သဘောပေါက်တယ်ဒါပေမဲ့အဲ့လိုကြီးရောတရားတဲ့စိတ်ချက်တရားတွေကိုသိနိုင်တော့ပေါ့လို့ဆရာအဲ့ဒါမှယုံလို့ဟာအဲ့လိုတော့မသိဘူး ဲ့လိုလူရုံမသိဘူးလေဒါနဲ့နောက်ကြတော့ဆရာအဲ့လိုဆင်းသွားတဲ့ခါစခင်းနေတော့အဲ့ဒီမှာတိသွားတာဆရာကျွန်တော်လည်းပြောရင်ပြောကြဆိုကြရင်လည်းနောက်ကြဆရာတအားယူတယ်နော်ဘယ်ဘယ်မှာသင်နေမလဲဒါတက်မယ်ဟာမဟုတ်ပါဘူးဆရာဆရာရှိတဲ့တပတ်တပတ်ကျေးဇူးဆက်တယ်တရက်တည်းလာပြောပါဘာလို့အဲ့လိုတော်တော်ပြောပေးရတယ်နော်အဟိုပြောပြောကျင်တာကဒီပြစ်စုံပံကိုကျွန်တော်တို့မမိရဘူးဒါကိုပြောကျင်တယ်ဆိုတော့နော်ဟုတ်ပါ ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဆရာကြီးရှင်တတိယမိကောမှာဆရာကြီးရှင်မဟာဘုတ်ဓာကြီးလေးပါဤအိဆဒုက္ခအနတ္တတမညလက္ခဏာမှတ်တရားမြင်ဤလေးကိုရှင်းပြင်းရှင်းလင်းသင်ကြားပေးပါရှင်အဲ့တော့ဒီရုပ်ပေါ့နော်အဓိကကနမတိကရုပ်ကိုရုပ်လို့သိဖို့အရေးကြီးတယ်ရုပ်ကိုတကယ် ဟိုကမားတဲ့သဘောပူတဲ့သဘောရေးတော့ဘဲမားတာပူတာတွေကဘာမှမြဲမနေဘူးပြောကြတယ်